ိမ်မဲမဲချင်းရဲ့အကြောင်း၄မျိုးလို့ဒီပါဠိစာပေကျမ်းဂန်မှာဆိုထားအိမ်မဲမဲပြီးဆိုတဲ့အခါမှာဘာကြောင့်မက်တတ်တယ်လဲနံပါတ်1အကြောင်းကတော့ကျမ်းမာတဲ့ကျမ်းမာရေးအခြေအနေကြောင့်မက်တာလူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်အဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောရင်ဓာတုခောဘလို့ခေါ်တယ်ဓာတုခောဘ ဓာတုဆိုတာဓာတ်ကြီး၄ပါးပထဝီယာဝတိသောဝါယောဆိုဓာတ်ကြီး၄ပါးအဲ့ဒီဓာတ်ကြီး၄ပါးဟာမငြိမ်မမျှဖြစ်ပြီးမငြိမ်မသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်ခါမျိုးမှာစိတ်ခံစားမှုတွေပေါ်လာတတ်တယ်တဲ့အိပ်ပျော်နေရင်စိတ်ခံစားမှုတွေပေါ်လာတယ်ဇမယေခြေနေရဥမာမဲပထဝီဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းနေတဲ့အခါမျိုးရှိတယ်အာဘောဓာတ်တွေများပြီးတော့ ခန္ဓာကိုယ်ကအေးစိတ်ပြီးတော့အယိဓာတ်တွေများလာတဲ့သဘောတွေရှိတယ်။တိဇောဓာတ်တွေများလာလို့ခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်။ဝါယောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှောက်ရှားမှုတွေဖြစ်ပေါ်လာတယ်။အဲဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဓာတ် အခြေအနေလွန်ကဲမှုကိုအကြောင်းပြုပြီးတော့အိမ်မက်တွေကအမျိုးမျိုးမက်တတ်တယ်ပေါ့။ ဝါယောဓာတ်တွေလွန်ခဲ့ပြီဆိုလို့ရှိရင် လူဟာကောင်းငင် ပြန်တက်သွားသလိုအိမ်မမျိုးတွေမတက်တယ်ပေါ့အာဘောဓာတ်တွေလွန်ခဲ့နေပြီဆိုရင် ရေထဲမှာရေကူးနေရတဲ့အိမ်မမျိုးတွေမတက်တယ်ပေါ့အဲဒီလိုဓာလေးပါခံစားမှုကိုအကြောင်းပြုပြီးတော့ဓာလေးပါအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်မက်တွေမတက်တယ်ပထဝီဓာတ်တွေလွန်ခဲ့နေပြီဆိုရင်ရန်သူတွေကလိုက်တာမလှုပ်နိုင်မရှက်နိုင်ဖြစ်နေတာမျိုးလို့ ထားလို့မရတာမျိုးတွေတို့ဒါမျိုးတွေမက်တတ်တယ်ပေါ့အဲ့ဒါလို့စိတ်ထဲမှာဓာတ်၄ပါး၆ချားပြီးတော့ကျမ်းမာရေးခြင်းနေအနေထားတစ်ခုကြောင့်မက်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မက်တာဓာတ်၄ပါးမညီမညာဖြစ်လို့ရှိရင်လည်းအိမ်မက်မက်တတ်တယ်ဒါကြောင့်ကျမ်းမာရေးရှုတော့ကပြောတဲ့အခါမှာအိမ်မက်ခဏခဏမက်တတ်တဲ့ပုဂ္ဂိုလ်ဟာကျမ်းမာရေးချွတ်တဲ့တယ်လို့ဒီလိုဆိုတာ ီမက်တွေမက်ပါမြားရင်ကျမ်းမာတချို့ကတညာလုံးအိမ်မက်ကြီးကမပြီးနိုင်အောင်မက်နေတဲ့လူတွေလည်းရှိတယ်။ခုကောသလမင်းကြီးကတခါလေအိမ်မက်မက်တာနဲတာမဟုတ်ဘူးသူမက်တဲ့အိမ်မက်တွေကလည်းအများကြီးအဲ့ဒီလိုအိမ်မက်မက်တာဟာနံပါတ်1ဓာတ်လေးပါးခြောက်ခြားမှုမညီမျှမှုအကြောင်းပြုပြီးတော့လည်းမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာလို့ဆိုရင်ဒုတိယအကြောင်းကတော့အနုဘူတပုပ္ပာ တွေ့ကြုံခံစားဘူးတယ်နေစဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့ခံစားချက်တွေစိတ်ထဲမှာစွဲလာတဲ့ခံစားချက်တွေအဲ့ဓာတွေကိုစွဲပြီးတော့ညကြလို့ရှင်အမဲမဲ့တတ်တယ်တွေ့ကြုံခံစားမှုတွေကိုစွဲပြီးတော့မေတ္တာကိုစွဲမဲ့ပေါ့အဲ့ဒီလိုစွဲပြီးတော့မက်တဲ့အိမ်မက်မျိုးတွေလည်း လောကလူတွေဟာမဲ့လိရှိကြတယ်တဲ့တတိယအချက်ကတော့ဒေဝတောပတံဟာရလို့ပါဠိလိုဆိုတယ်ဒေဝတာဥပတံဟာရဒေဝတာဆိုတာနတ်ဥပတံဟာရဆိုတာဆောင်ပြနတ်တွေကနေပြီးတော့အိမ်မက်ပေးတာနတ်တွေအိမ်မက်ပေးလို့မက်တဲ့အိမ်မက်မျိုးတွေရှိတတ်တယ်သူတို့ကအိမ်မက်မက်အောင် စိတ်ဒီပြတာမျိုးတွေရှိတာတက်ပေါ့အဲ့ဒါလို့နတ်ပြတဲ့အိမ်မက်မျိုးတွေလည်းပဲလူတွေဟာမက်လီမထရှိကြတယ်တဲ့နောက်လေးခုမြောက်အကြောင်းတရားကတော့ပါတော့စင်ပုပ္ပနိမိတ္တာ ပုပ္ပနိမိတ္တာဆိုပုပ္ပနမိတ်ဆိုပုပ္ပနမိတ်ဆိုမဖြစ်ခင်ကကြိုတင်ပြီးဖြစ်မဲ့အရာတွေကို ဖော်ညွှန်းတဲ့အနေနဲ့နမိတ်ပြတဲ့အနေနဲ့မက်လာတာမျိုးတွေဖြစ်တတ်တယ်ပုဗ္ဗနမိတ်။နောင်ဖြစ်မဲ့အနေထားတစ်ခုဆက်ပြီးတော့မက်လာအဲ့ဒါကကြတော့လူတူတယောက်ရဲ့ကုသိုလ်ကြောင့်သို့မဟုတ် အကုသိုလ်ကြောင့်မက်ထားလဲဖြစ်နိုင်တယ်။လောကသားတွေရဲ့ဆက်ဆက်နေတဲ့ကုသိုလ်အကုသိုလ်ကြောင့်လည်းပဲပုဂ္ဂိုလ်တူတယောက်မှာလာရောက်ပြီးတော့အကြောင်းထင်ဟပ်ပြီးတော့မက်တာမျိုးတွေလည်းရှိတယ်။